ရစ်တော်ရှာတော်သူဒီတဒနာတော်ဤနေ့စဉ်ကျမ်းစာထောက်ရှုခြင်းများကိုဝေမျှပေးနေပါတယ်နိုဝင်ဘာလ18ရက်နေ့အင်္ဂါနေ့အတွက်ပါရှင်လူကအခန်းကြီး19အခန်းငယ်1မှ20အထိကိုထောက်ရှုကြပါစို့ကင်ခရစ်တော်ဟာဂျေရီခိုမြို့ကိုဖြတ်သွားစဉ်လူအတန်းဝမ်းရဲ့ထုံနှန်းစင်လာကိုကြော်လွန်ပြီးတော့ခွန်ခံအကြီးအကဲတူဖြစ်တဲ့ဇာခေဦးအိမ်ကို ဝင်ရောက်ပြီးကြွားရောက်ခဲ့တော့ကိုလာရမှာဖြစ်ပါတယ်။လူတွေရဲ့အမြင်မှာပြစ်သားလို့သတ်မှတ်ခံထားရတဲ့ပုဂ္ဂိုလ်ဟာရာဇခင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ဖိတ်ခေါ်ခြင်းခံရတယ်ဆိုတာကိုတွေ့ရမှာပါ။ဒါကြောင့်သခင်ခရစ်တော်မြင်တွေ့လို့တဲ့ဆန္ဒကတော့ပြစ်သားတွေအပေါ်မှာသခင်ခရစ်တော်ရဲ့စေတနာတရားဖြစ်ပါတယ်။ရပ်ပူတယ် ယူရီးယားပြပင်ခြင်းခံထားရတဲ့ဇာကီဦးတယောက်လော်ကီဥစ္စာတနာများနဲ့လူမှုရေးအတားအဆီးတွေကိုကျော်လွန်ပြီးတော့ခင်ခရစ်တော်ကိုတွေ့မြင်လို့တဲ့အတွက်ကြောင့်ဖမ်းမိမော်တက်ပြီးတော့ကြည်ခဲ့ရပါတယ်။ထို့ကဲ့သို့နှိမ့်ချမှုနဲ့ခင်ခရစ်တော်ကိုတွေ့ကျင်တဲ့ခိုင်မာတဲ့ဆန္ဒတွေဟာခင်ခရစ်တော်ကိုတွေ့ရှိဖို့ရန်အတွက်ဘယ်လိုစူးစမ်းရမလဲဆိုတဲ့ဆန္ဒမျိုးဒီနေ့ကျွန်တော်တို့ထောက်ရှုနေပါ မတချန်နေနဲ့ယင်ခရစ်တော်ကိုလက်ခံဖို့ယင်ယင်ခရစ်တော်ရဲ့ချစ်ခြင်းမေတ္တာကိုကြိုဆိုဖို့ယင်အတွက်ကျွန်တော်တို့နောင်တရရမယ်ကျွန်တော်တို့ရဲ့မှာရှိနေတဲ့ပစ္စည်းဥစ္စာတွေကိုဝင်ငါပေးရမယ်အများပစ္စည်းကိုအများပစ္စည်းဥစ္စာကိုအတရားယူခဲ့မိတယ်ဆိုရင်ပြန်လည်ပြီးပေးဆက်ရမယ်စင်မှန်တဲ့ယုံကြည်ခြင်းဟာ လက်တွေ့လှုပ်ဆောင်မှုနဲ့ထပ်တူကြတယ်။ပြောင်းလဲခြင်းတွေလိုအပ်တယ်ဆိုတာကိုဒီသွေးရှင်နေပါတယ်။ဒါကေဥဟာကျင်ခရစ်တော်ကိုကြိုဆိုရတဲ့အတွက်ကြောင့်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ပါတယ်။ကျင်ခရစ်တော်နဲ့တွေ့ဆုံခြင်းဟာသူ့ရဲ့ပစ္စည်းဥစ္စာတွေသူ့ရဲ့ဂုဏ်ပဂါတနာတွေမပေးနိုင်တဲ့ပျော်ရွှင်မှုကိုရရှိခဲ့ပါတယ်။ကျင်ခရစ်တော်ဟာ များပြစ်ပယ်ထားခြင်းခံရတဲ့ပြစ်သားတွေကိုရှာဖွေပြတ်တင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ကြောက်သောသူကိုရှာ၍ပြတ်တင်ခြင်းကမလာသည်လို့ဟေခရစ်တော်ကမိမိရဲ့လုပ်ငန်းကိုမိတ်ဆွေခဲ့ပါတယ်။ဒီကိစ္စမှာခင်ခွတ်တော်ကကြောက်သောသူ တွေအတွက်ပဲလာနေတာမဟုတ်ဘဲနဲ့အရေးကြီးတဲ့တောင်းပန်တရားဟာ ဒီပြောင်းသောသူတွေကိုရှာဖွေမယ်ဆိုတဲ့တောင်းဝန်တရားကိုပြနေတာဖြစ်ပါတယ်။ဆိုလာကဆိုလိုတာကတော့ဘုရားသခင်ရဲ့ကရုဏာတော်ဟာလူ့အတွက်ရှိတယ်။သူတို့ဖြင့်ငြိမ်ဆုံးသောသူတွေပြစ်တယ်တွေပြပေထားခြင်းခံရတဲ့သူတွေအတွက်အစဉ်မြဲအစဉ်သည့်ရှိနေတဲ့ဆိုတာကိုဒီနေ့ထောက်ရှုကြရတာဖြစ်ပါတယ်။ဒါကြောင့်ဓမ္မအချက်အနေနဲ့ကျွန်တော်တို့လက်တွေ့အသုံးချရမှာကတော့ ခင်ခရစ်တော်နဲ့ပုံမနိဆိုင်ရန်ကျွန်တော်တို့ကိုတားဆီးထားတဲ့အရာတွေရှိသလားဇာခေဥကဲ့သို့ဤစီဥ္စာတွေရှိသလားဇာခေဥကဲ့သို့အများမကြိုက်ဘုရားမကြိုက်တဲ့အလုပ်တွေကို ကျွန်တော်တို့လုပ်ဆောင်နေကြသလားပြစ်တင်ရှိနေသလားအဲ့ဒါကိုမိမိကိုပြန်လည်ဆန်းစစ်ပြီးတော့ဒီအပြစ်ထဲကရုံထွက်နိုင်ဖို့ကျွန်တော်တို့ကြိုးစားခြင်းဟာခင်ခရစ်တော်နဲ့ပုံမနိဆိုင်ရန်ကြိုးစားခြင်းပဲဖြစ်ပါ ကျွန်တော်တယောက်ချင်းစီဟာကျွန်တော်နှလုံးသားကိုပြင်ဆင်ထားရမှာကဇာကေဥကေတုကြင်ကြံမှုဖြစ်ပါတယ်။ယင်ခရစ်တော်ရဲ့ထိတွေ့ဆက်ဆံမှုယင်ခရစ်တော်ကိုကြိုဆိုနိုင်မှုကျွန်တော်တို့နှလုံးသားတွေပြောင်းလဲဖို့လိုအပ်တယ်ဆိုတာကိုဒီနေ့ရှုကြတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေပြောင်းလဲဖို့ကျွန်တော်တို့တွေယင်ခရစ်တော်ရဲ့ကြိုဆိုခြင်းကိုယင်ခရစ်တော်ရဲ့မိမိရဲ့နှလုံးသားတွေကိုဝင်ရောက်ခြင်းကို လက်ခံနိုင်မှုရအတွက်ကြောင်းလဲခြင်းရှိပြီလားကြောင်းလဲဖို့စူးစမ်းနေပြီလားဒီနေရာလေးကိုဒီနေ့ထောက်ရှုကြရမှာဖြစ်ပါတယ်။အဲကြောင့်နှစ်ချုပ်ပြောရမယ်ဆိုရင်ခင်ခရစ်တော်ရှာဖွေနေတဲ့သူဟာကျွန်တော်တို့ကဲ့သို့ပြည့်ရှိတဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်တို့ကဲ့သို့အားနည်းနေတဲ့သူတွေဖြစ်ပါတယ်။ကျွန်တော်တို့ကဲ့သို့ဒုက္ခရောက်နေတဲ့သူတွေဖြစ်ပါတယ်။အဲမှာကျွန်တော်တို့ဘက်ကတော့ဒီဒုက္ခရောက်အောင်ဒီအပြစ်ရှိအောင်ဒီအားနည်းမှုတွေရှိအောင် ဖန်တီးနေကြတဲ့မာနာတွေစီစိန်တွေဒေါ်ဝါတွေဒေါ်သားတွေမောဟတွေကိုကျွန်တော်တို့ဘလို့ကာကွယ်ချမလဲတားဆီးချမလဲဆိုတော့ကိုယူဆဖို့လိုအပ်ပါတယ်ဗီဒီယိုချန်နယ်နဲ့ဒါတွေကိုသိရှိပြီးတော့ကျွန်တော်တို့ကြောင်းလဲဖို့လိုအပ်ပါတယ်ဓမ္မသာကျွန်တော်ရဲ့နှလုံးသားအိမ်ထဲကိုစပတ်တော့ယူဆနိုင်မှာ ဖြစ်ပါတယ်ဇာကိအီကဲ့သို့ကျွန်တော်တို့လျော်ရွှင်ကြရမှာဖြစ်တယ်ဆိုတော့ကို နေချမ်းစာတော့အများအပြားထောက်ရှူလျက်ကောင်းသောခရီးရန်အဖြစ်လောကကြီးမှာတည်တည်ပြသွားကြပါစို့